စတွေ့တဲ့အမှတ်တရဆိုလို့ရှိရင်ရည်ရွယ်ရည်ရတယ်တိလားရည်ရွယ်ရည်ရကိုကလေစိုက်တဲ့စိုက်မှာဝင်ထိုင်လိုက်တဲ့အချိန်မှာကိုရဲ့အနောက်မှာကိုယ့်အရေးသူကဟိုဘက်တောက်ဆုံးမှာပေါ့နော်ကိုယ့်တစ်ခုပေါ့ဟိုဘက်တောက်ဆုံးမှာရှိနေအပူလင်းဆုံးပြောမယ်ဆိုလို့ရှိရင်သူကကိုယ့်အစင်မဟုတ်နေဘူးကိုယ့်အစင်မဟုတ်နေဘူးအဲ့မဲ့ ူကမျိုးသမီးလေးကြီးအကုန်လုံးကိုလေတန်မိုးထားပေးတယ်သူမိသားစုပေါ်မှာရောအကုန်လုံးကမျိုးသမီးတိုင်းကိုတန်မိုးထားတယ်ဆက်ဆက်ပေးအဲ့အားလေးကိုသဘောကျလို့ပါပကြီးတို့၄နှစ်ကျော်ပေါ့တငယ်ချင်းက၅လလောက်ဆိုတော့၅လ၆လလောက်ဆိုတော့၅နှစ်ဝင်းကျင်လောက်ဖြစ်သွားပေါ့၅နှစ်ကျူကတန်၅နှစ်မကျိုးနှစ်ကကြာတယောက်တကြောင်တယောက်ကနောကျင်နေရပေါ့သူကလည်းကိုယ်ကြောင်တည်တယ်ကိုယ်ကကိုယ်ကလည်းသူ့အကြောင်တည်ရဆိုတော့အာလက်ထက်တဲ့အချိန်မှာဘာမှပကြီးတို့မှညှိနှိုင်းစရာ အလိုကိုဖြစ်ချင်တဲ့ဆန္ဒသူဖြစ်ချင်တဲ့ဆန္ဒဟိုဇက်ဟလိုက်တာ ਨੇ ဥပဒေကိုရှိတယ်ဆိုတော့သိကောင်းတာပေါ့အမေမဆုံးရင်အမေလည်းတီပါရခဲ့ခင်နဲ့တက်တန်းနဲ့ဟိုဇက်တက်တန်းနဲ့ဆိုတော့ကျောင်းထဲကတန်အောင်စင်းနေမိဘကနားထောင်လိုက်တဲ့ခါကျတော့နားထောင်ဆိုယူဖို့ပြောခဲ့တာမဟုတ်ဘူး။နောက်ဆုံးသူသိခဲ့တဲ့လူနဲ့လက်ခတ်တယ်ပေါ့။ကိုယ့်ကိုလည်းပြောပါရဲ့။